ဒီညီမလေးမိထားတာနောက်တစ်ခုကအိမ်တော်ရေးတာရအောင်နေထိုင်ပုံလေးလက်ထပ်တည်ကျင်ပါတယ်ပြီးတော့ daily life လေးကိုပုံမှန်အတိုင်းအမှန်အတိုင်းဗီဒီယိုလေးကြည့်ကျင်ပါတယ်ဆိုတော့ပထမမေးခွန်းလေးကိုရွှေရင်ဖြည့်ပေးမယ်အိမ်တော်ရေးတာရအောင်နေထိုင်ပုံလေးလက်ထပ်တည်ကျင်ပါတယ်ဆိုတော့음ကိုကျော်ထက်ကတော့အားလုံးသိရတဲ့အတိုင်းပဲရွှေနဲ့အိမ်အောင်ကြပြီးတော့မူကြီးလေးမွေးပြီးသုံးနှစ်ပြည့်ရချိန်မှာကိုကျော်ထက်ကအရက်ဒီဘီအာတွေစလိတ်တွေကိုနဲ့အကုန်ဖြတ်တယ်ပေါ့နော်အကုန်ဖြတ်လိုက်တယ်ဖြတ်ပြီးတော့ရွှေတို့သားမိညက်ကို ချစ်ပေးတယ်အထုတ်လိုက်ပေးတယ်အချိန်ပေးတယ်ဆိုတာလည်းအားလုံးကတည်ပြီးသားပဲဖြစ်မှာပေါ့နော်အဲ့တော့ကုချက်ထက်အပိုင်းကတော့အဲဒါကုချက်ထက်အပိုင်းကဒါဟောဖြစ်ပြီပေါ့နော်အဲ့တော့ရွှေရွှေကတော့ရွှေ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 ဖြစ်နေတော့ရွှေရွှေအပိုင်းလို့ရွှေရွှေပြောမယ်ပေါ့နော်ရွှေဒီအဲနှစ်ယောက်ရဲ့ relationship မှာဒီနှစ်ယောက်ရဲ့အင်တာဗျူးမှာရွှေရွှေဘလို့ကို့ဘက်ကနေပြောကို့ချက်အောင်အဲကို့ယုံကြည်အောင်ကို့အစ်ကိုနဲ့အဆင်ပြေအောင်ဘလို့နေလဲဆိုရဲဟာလေးပုံမှာပဲရွှေပြပြမယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ရွှေရွှေကအေးတယ် အေးတယ်ဆိုတာဒါအလွယ်အလွယ်ပြောတာပေါ့နော်အေးတယ်ဆိုတာအလွယ်အလွယ်ပြောလိုက်တာအေးတဲ့လူထဲမှာပါတယ်ရွှေရွှေကဟိုဘာလို့အလွယ်ပြောလဲလို့ပြောလာတယ်ဆိုတော့တကယ်တော့ရွှေရွှေကအေးတာထပ်ကိုပို့ပြီးရွှေရွှေကဘာဖြစ်တာလဲဆိုတော့ပူပူရင်မကြိုက်အပူတွေကိုမကြိုက် အပူအပူလောင်တွေကိုရွှေရွှေကမကြိုက်ဘူးဟိုဝါသနာမပါဘူးပေါ့နော်ဝါသနာမပါဘူးဟိုရိရတာဟိုပြဿနာရှာတာနောက်ပြီးတော့လိုရန်ဖြစ်ရတာရွှေရွှေဝါသနာမပါဘူးအဲ့ဆိုရင်တို့လူတွေကလည်းပြောမယ်ငါတို့လည်းဝါသနာမပါဘူးဘယ်သူမှရန်ဖြစ်ရတာပူရတာကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးပြောတော့မဟုတ်ဘူးဒါပေမဲ့လူတွေတိတိချာချာကိုယ်စိတ်ကိုလည်းကိုပြန်မေးကြည့်ခါလေကြရင်တရားတရားပြီးတော့ဆန်းစစ်ကြည့်ရတဲ့အချိန်မှာတချို့ကကြောက်မဟုတ်ဘူးဒီအရသာဒီလို လောက်ရတာလည်းသဘောကြတာပေါ့နော်ဥပမာလွမ်းတယ်ဆိုလို့ရှိရင်လေဒီလွမ်းရတဲ့အရာသာကိုကြိုက်သဘောကြပြီးတော့ဒီဒီ feeling လေးကိုကြိုက်တာအဲဥပမာကိုယ်ရည်စားကိုရစ်တယ်ကိုယ်ရည်စားပြန်ချော့တယ်ဆိုရင်လေအဲ့ feeling လေးကိုသဘောကြပြီးရစ်ရတာကိုကတဲဟိုပါပေါ့ feeling လေးတစ်ခုပေါ့ဒါလေးကိုသဘောကြအဲ့တော့ဟိုမဖြစ်မနေလိုက်ရှာတယ်အဲဟိုဘယ်လိုဘယ်လိုဘာနီးမြက်ဟိုပါဖြစ်ရမယ်ပေါ့အဲအဲ့လိုမျိုးလေတက်တက်ရှိတယ်ပေါ့နော်ဒါရွှေရွှေရတော့အကုန်လုံးပြောတာမဟုတ်ဘူး အဲ့လိုအရာတွေကိုတခါကျရင်ကိုကကိုကိုကိုကြိုက်နှစ်သက်လို့ကြိုက်နှစ်သက်နေမှမသိဘူးအဲ့အရာတွေကိုကြိုက်နေမှမသိဘူးမသိဘဲနဲ့လုံးမိကြရရှိတယ်အဲရွှေရွှေရကြတော့လုံးလုံးကိုအဲ့ကိစ္စတွေကိုမကြိုက်တာအဲအဲ့အဲ့လိုအရာတွေကိုမကြိုက်ဘူးမကြိုက်တော့ရွှေရွှေရသမီးစားဘဝတွေကလည်းအခုထိဆိုလို့ရှိရင်ဒါကိုကျော်ထက်ရဲ့ဖုန်းပေါ့နော်ဖုန်းတို့ဟိုနောက်ပြီးတော့သူ့ရဲ့ဒီ อะกောက်หมดอะคูอะคูกะเลดองอะตังงาณีจ่อนี่บิตุอะกောက်นี่บาเรวินหมวยดาเมสเซนเจอร์นี่บาเรวินหมวยดาโฟนสิดดาลงว่าไม่ရှိเอกูจ่อแท้ก็ยังโหจงจีณีย่าดาเวสิเสียอ่ะไม่หลู่วูปอเนาะပြောแม้ซอยิงแลตะมี้ซาบัวอะไรอ่ะလူပညာလောက်ရှူတင်နေသွားနေတွေကားရိုက်သွားတယ်ရွှေရွှေအဲ့အကျင့်ကိုမလုပ်တတ်တာ ဆိုတော့တမိစားဘဝတည်းကမလုပ်တတ်တာအခုအိမ်ဆောင်ကြပြီးတော့လဲအိမ်ဆောင်ကြပြီးလို့ဆိုပြီးတော့လဲမလုပ်ဘူးရှူရရကိုယောက်ျားကို100%ယုံကြည်ထားတယ်လဲပါတယ်ကိုယောက်ျားကလုံးဝအဲ့လိုလူမဟုတ်ဘူးအဲ့လိုမျိုးကိုလဲရွေးချယ်ထားတဲ့အတွက်အဲ့ဒီပုံမှာတခါလေးဟိုဟာဖြစ်ပြီးသားဖြစ်တဲ့အတွက်ပြန်ပြီးတော့တန်တရာဖြစ်เสียရလဲမရှိဘူးပေါ့နော်အဲ့တော့အဲ့လိုရှူရရအဲ့ကိစ္စလည်းမလုပ်ဘူးနောက်ပြီးတော့ဟို သူများတွေလိုအကြီးအကျယ်ကြီးအဲ့လိုရမ်းဖြစ်တာမျိုးတော့လုံးဝမရှိမရှိပဲမဲ့ပေါ့နော်မရှိတာမရှိပဲမဲ့အဲနည်းနည်းပါးပါးစကားများပြီးကတောက်ကဆာဖြစ်တာလေးတွေတော့ရှိရသဘောထားမချင်းမတိုက်ဆိုင်တဲ့အရာမျိုးလေးရှိရအဲ့လိုချိန်မှုကြရင်လေရွှေရွှေကနည်းနည်းပေါ့နော်ဟိုအဲ့လိုရမ်းဖြစ်ရတာအဲ့လိုပူလောင်ပြီးတော့အဲ့လိုဖြစ်ရတာမကြိုက်ဘူးမကြိုက်တော့တစ်ခါလေကြလို့ရှိရင်လေကိုကအရန်စိတ်တူပြီးတော့ပြောလိုက်မိတယ်ဆိုလို့ရှိရင်လေပြန်ပြောလာလို့ရှိရင်ရွှေရွှေကအေးဆေးပဲနေလိုက်တယ်ဘာမှမပြောတော့ဘူးတော့နော် ပိတ်ထားလိုက်တော့ပေါ့နော်ကိုပါဇက်ကိုအဲ့လိုအဲ့လိုမျိုးပေါ့ဒါရွှေရွှေဘက်ကလှုပ်တဲ့အရာလေးတွေကိုပြောတာပေါ့နော်အဲအဲ့လိုမျိုးကြီးလှုပ်တယ်နောက်တစ်ခုကကျတော့သူကတငယ်ချင်းတွေနဲ့သွားလာလာတာတောက်တာစားတာမရှိဘူးကလက်တွေပါရေးသွားလာလာတာဘားတွေပါရေးသွားတာအရင်နေ့ကသူကမလှုပ်ဘူးပေါ့နော်အဲ့ဒါတွေကတော့မလှုပ်ဘူးဆိုတော့ရွှေရွှေအနေနဲ့အဲ့ဒါတွေကိုလိုက်ပြီးတော့ဟိုမလှုပ်ရဘူးမပူပင်ရဘူးပေါ့နော်မပူပင်ရဘူးမပူလောင်ရဘူးအဲ့အတွက်ကြောင့်မလို့အာ ါကတော့ရွှေခုနကပြောသလိုရွှေရွှေကဒီလိုနေရတဲ့ဘဝကိုကြိုက်တယ်ဒီလိုအေးအေးချမ်းချမ်းနေရတဲ့ဘဝကိုကြိုက်တယ်အဲ့အတွက်လည်းကိုယောက်ကြာအေးအေးစေးတယ်ဆိုတော့ဒါကတော့ပြီးပြီပေါ့နော်ဒါပေမဲ့ကလေးနဲ့ပတ်သက်တာလည်းဘာမှမရှိဘူးနောက်တစ်ခုကအာလင်မယားနှစ်ယောက်ကတူတာတစ်ခုကဘယ်လိုပြောမလဲစီးပွားရေးကိုအရန်ကုန်းယုံရှာဟိုပတ်စံနေဟိုဘလောက်ဟိုဖြစ်ရမယ်ဘာညာအဲ့အဲ့ဒီအပေါ်မှာလည်းနှစ်ယောက်လုံးကအေးအေးလူလူပဲကလေးကျောင်းစရိတ်လေးရာကိုရီအေးအေးဆင်းဆင်းစားနိုင်တော့နိုင်နေနိုင်သွားနိုင်တဲ့ အခြေအနေထားတစ်ခုမှာကျင့်တတ်တယ်ရွှေရွှေရလေးကျင့်တတ်တယ်အဲပေါ့ဘလို့ဘလောက်ဘလို့တွေလိုအပ်တယ်ဘာတွေလုတ်ပေးဆိုတဲ့ဟာပေါ်မှာတောင်းဆိုမှုမရှိဘူးအဲ့တော့အဲ့လိုငွေရေးချေးအပိုင်းနဲ့လည်းရွှေရွှေတို့ကပြဿနာမရှိဘူးသာသမီပိုင်းနဲ့လည်းပြဿနာမရှိဘူးနောက်ပြီးတော့ခုနပြောတဲ့တန်တရာတွေဘာတွေဖြစ်တာအပိုင်းနဲ့လည်းဟိုမရှိဘူးပေါ့နော်ပြဿနာမရှိဘူးအိမ်မှာမိသားစု၃ယောက်ပဲနေတယ်၃ယောက်ပဲကိုနိုင်လာလေးကိုလုတ်တယ်အဲ့လိုနေတဲ့အတွက်ကြောင့်မို့အိမ်က ိစ္စနဲ့ပတ်သက်လို့လည်းပြဿနာတက်စရာဘာမှမရှိဘူးဆိုရွှေတို့မှာဒီตายาအောင်နေနေတယ်ပေါ့ตายาအောင်နေခြင်းနဲ့လူကตายาအောင်နေရအောင်ဖန်တီးတယ်ဒါမိမောင်ယောက်ျားရောပြောတာเนาะယောက်ျားလေးကလည်းตาตายายาနေခြင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့လူကအိမ်အောင်ရေးကိုတစ္ဆာရှိတယ်အဲကျင့်စာလိုက်တာကောင်းကောင်းမွန်မွန်နေတယ်မိမောင်ကလေးရောကိုချစ်ပေးတယ်အော်မိမလောက်တဲ့လူကလည်းခုနပြောသလိုဟိုလိုက်ပြီးရောပေါ့ ဘာဘယ်နေရာပြဿနာရှာရမလဲဆိုပြီးလိုက်စဉ်းစားမနေဘူး။ရိုင်းကြီးတွေလုံမနေဘူး။အဲ့လိုမျိုးဆိုရင်တော့အိမ်တောင်ကြီးကတတရရရပဲဘာပြဿနာမှမရှိဘာမှမဖြစ်ဘူးပေါ့နော်။အဲ့တော့ကိုနေထိုင်ခြင်းတဲ့ပုံစံအတိုင်းလူတွေကတခါကြိုက်နေကြတယ်။ဒါပေမဲ့ကိုကိုကိုမသိဘူး။ကိုကိုကိုမသိငါ။ငါကငါအရန်ပူလောင်နေရလား။ငါပူလောင်မှုတွေကိုရှာနေမိတာလားဆိုတာကိုမသိဘူး။ဒါပေမဲ့အဲ့ရကြီးကိုတွားပြီးဆွဲလန်းနေတာသဘောကျနေတာပေါ့နော်။အဲ့တော့ခါကြိုက်ကိုစိတ်ကိုကိုပြင်လိုက် နေတိုင်းဥမာဒီ relationship က toxic ဖြစ်နေပြီငါတွဲနေတဲ့ဘဲကအယံကိုငါတွဲနေတဲ့ကြီးစားအယံကိုဥမာဖောက်ပြန်လာတော့၎င်းကိုပေါ်မကောင်းလာတော့၎င်းဖြစ်နေပြီဆိုလို့ရှိရင်ဖြတ်ပလိုက်တဲ့ဒါဟိုကဖြစ်တဲ့လူကတော့အေးအေးချမ်းချမ်းနေခြင်းတဲ့လူမပူလောင်ခြင်းတဲ့လူကတော့အဲ့မှန်ဖြတ်ပလိုက်မှာပဲအဲအဲ့လိုမျိုးပဲအဲ့ဒါတော့ရွှေခုနပြောသလိုလူတာတာယာအောင်နေတာအဲ့လိုအထုတလဲနေတာမဟုတ်ဘူး ကိုနေခြင်းနဲ့ဘဝမှာကိုဖြစ်ခြင်းတဲ့အတိုင်းကိုနေခြင်းတဲ့အတိုင်းနေတာပေါ့နော်။နောက်ပြီးတော့ daily life လေးကိုပုံမှန်တိုင်းအမှန်တိုင်းဗီဒီယိုလေးကြည့်ကြပါလေဆိုရွှေရွှေတို့ family ကလေအဲ့ဒီ daily life တွေကိုတင်ရင်းနဲ့ပဲရွှေရွှေတို့ကလူချက်လာတာ။အာပြိတ္တများလာတာပေါ့နော်။အရင်တော့အနုပညာလောက်တာတက်စားလို့ရှိရင်ပို့ပြီးတော့ချက်လာတာ။ဒီ daily life ဗီဒီယိုတွေကြောင့်ဖြစ်ပါတယ်။အဲ့တော့အမတို့ကဒီ daily life အမှန်အတိုင်းကိုရိုက်တာ ကထွေထွေထူးထူးတော့မရှိဘူးပေါ့เนาะဒါမဲ့လည်းဒါပေမဲ့လည်းပြောရမယ်ဆိုလို့ရှိရင်เนาะဗီဒီယိုရိုက်တာနဲ့မရိုက်တာနဲ့ဘာကွာတယ်လဲဆိုတဲ့အချက်ကိုဖြည်းဖြည်းပြောပြမယ်နံပါတ်1ချက်ဖယိုဖယဲတော့ဖြစ်မနေဘူးပေါ့เนาะဖယိုဖယဲဆိုတာဥမာဟိုကလေးမိုးကြီးဆိုလဲကလေးဆိုတော့ဟိုဟိုပါပေါ့ဟိုခြေတော်ကြီးတင်တင်နှားမယ်အဲအဲ့လိုမျိုးနေရင်လည်းနေမယ်ဒါပုံမှန်အမှန်အတိုင်းသူနေနေတယ်ပေါ့ရွှေရွှေဆိုလို့ရှိရင်လည်းဟိုအစုပ်ကလေးနဲ့အင်းကြီးစုပ်ကလေးနဲ့ ဒါဒါတော့မှရွှေရွှေတို့ရဲ့ဘလော့တွေမှာအိမ်ကြီးအိမ်ကြီးတွေတော်တော်ပါပါတယ်ပေါ့နော်အဲအဲ့လိုမျိုးနေလဲနေနေမယ်ပေါ့နော်ဒါကတော့ဒါမှမဟုတ်ပဲရွှေရွှေကဟိုအမေဟိုကလေးကိုအော်ရင်လဲအော်နေမယ်ပေါ့ဟဲ့မိုးကြီးဒါတွေဘာလို့ဖောက်ရလဲဘာညာပြောရင်လဲပြောနေမယ်အဲ့လိုမျိုးအရာတွေကတော့ပုံမှန်ပုံမှန်ဘဝမှာအဲ့ဒါတွေကတော့ရှိနေတယ်ပေါ့နော်သိလားဒါမဲ့ဒီ blog ရိုက်ပြီး daily ရိုက်ပြီးဆိုလို့ရှင်အဲ့ဒါတွေကတော့မပါဘူးဒါမဲ့ကြယ်တဲ့အရာတွေတော်တော်များများက ရွှေရွှေတို့ရဲ့ဗီဒီယိုတွေအကုန်လုံးကအမှန်တိုင်းပဲအမှန်အတိုင်းတိုင်းမှုပဲရိုက်ထားတာခုနပြောတဲ့ဟိုနည်းနည်းညင်မကောင်းတဲ့ညင်မကောင်းတဲ့အရာမျိုးတွေတော့မပါဘူးပေါ့နော်အဲရွှေရွှေဆိုလည်းခါကြရင်ဒူးကြီးထောင်ပြီးနေနေနေရပေါ့အဲအဲ့လိုမျိုးတွေတော့မနေဘူးပေါ့အဲ့ဒါလေးပဲကွာတယ်ကြံတာရွှေရွှေတို့ရဲ့ daily life အတိုင်းကိုနေတဲ့အတွက်ကြောင့်မလို့ဒီပြိတ္တတွေချစ်တာဒီလိုပြိတ္တတွေမြင်တဲ့အရာတွေရလေဒီတိုင်းပါပဲအဲ့တော့ ဒါရီတင်ရင်းနဲ့ပဲပိတက်ကချစ်လာတာပိတက်ကအပိလာတာဆိုတော့ဒါကတော့ထွေထွေထူးထူးဟိုကရိုက်ပြကြမရှိဘူးပေါ့နော်ဒါပါပဲ